အမကပြောရင်ဘူးနဲ့ပေါက်ပြောတတ်တယ်အမအချစ်မကောင်းဒါအမအမှန်တော့အချစ်မကောင်းဆိုတော့ဘလို့ကပြောစရာရှိဘုံ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 ပြောလိုက်တယ်ဒီဒီလူခံနိုင်ရှိလားမရှိလားဆိုတော့အမအရင်တော့မသိဘူးတော့အဲ့လိုတွေပြောခဲ့တာလည်းရှိမယ်အမအမှားလုပ်ခဲ့တာလည်းရှိမယ်ပေါ့အဲ့တော့အဲ့ဒီအမလုတ်ခဲ့တဲ့အပေါ်ဒီမှာအမကိုချစ်တဲ့လူလည်းရှိရှိမမုန်းတဲ့လူလည်းရှိရှိမို့အခုအမကိုမုန်းလို့ပဲလုံလုံချစ်လို့ပဲလုံလုံရှိမှပြောသွားတယ်လို့ပေါ့အမအပြစ်လည်းမယူဒါအမခံရမယ့်အလုပ်လေးနော်ကဲဝှချွတ်သွားပါပြီတကယ်ဝှချွတ်သွားပါပြီဟုတ်ပါပြီဝှချွတ်သွားပြီနော်ဟာဝှချွတ်သွားပြီဟောဒါ ဒါကြောင့်မို့တက်နိုင်တဲ့မြတ်နှုတ်ကလေးကိုထိမ့်ပေးပါလို့နှုတ်ဝစီထိမ့်ပေးပါလို့ဟိုတောင်းတောင်းခုနကပြောတယ်လို့ကျမဆိုမထင်မှတ်တဲ့လူဒီလိုမျိုးပြောမိတယ်ဒီလိုမျိုးလေးတွေပေါ့ရှိတယ်ပေါ့နော်အဲ့တော့တက်နိုင်ဒီနှုတ်ဝစီလေးကိုထိမ့်ကြပါဒီနှုတ်ဝစီရဲ့ကြောက်မဲ့လူတွေကဒုက္ခရောက်ကြတယ်ပေါ့အခုလက်တွေ့ရတော့ကျမပါပဲလို့ အဲတမရေးကပရမတစ်ခေါက်ကကြီးနှလုံးချက်တော့ဟိုဆေးရုံတွေတရတာကိုတတလီယာတစ်တော့ဘဝနေတင်နေပေါ့နော်တင်တက်ပြီးတော့အဲအဲ့လိုမျိုးမေးကြတယ်ပရိသတ်တရားလည်းမေးတယ်ကိုရဲ့မိတ်ဆွေပေါင်းတင်တရားလည်းမေးတယ်အဲ့ဒီကနေပြီးတော့တခါတမကြီးပြန်ကောင်းလာနောက်ဒုတိယတစ်ခေါက်ကျတော့အမမိုးမိသွားတာမိုးမိပြီးတော့အဲရေးရေးချိုးကောင်းဒီချော့ပန်ကားလေးကြီးခံပြုတ်ငါဖားမငါပြီးကောင်းနဲ့တင်းသီးရောငါပြအဲ့လိုမျိုးစားရင်းနဲ့လေပြန်းသွားတာ အမလည်းဟိုဇာတုကံကြောတော်ကူပါလားလို့အဲ့လိုပြောတော့အမလည်းသွားတင်တယ်ဗောနော်ဒါပေမဲ့အမရဲ့အပြေမှာငွေကြီးခက်ခဲလေးတွေလည်းရှိတယ်ဆိုတော့အမမသွားဖြစ်ဘူးဗောသွားတင်တယ်ဆိုတဲ့အကြောင်းလေးပဲအမပြောလိုက်တာပြောလိုက်ပြီးတော့လှိုင်းသားရကိုကြီးအဲ့လှိုင်းသားရကိုကြီးကဒီမှာအမနောက်ဆုံးမှာအခုညီတောင်းလိုက်တာဗောမဘိုးတတောင်းတာဗောနော်အမေကတော့အလူခံလိုက်တာမဟုတ်ပါဘူးလှိုင်းသားကိုကြီးမှာမဘိုးတောင်းလှိုင်းသားကသူကုပေးမဲ့လာဆိုတာမဲ့သူ့အတွက်လည်းခက်ခဲဖြစ်မှာကြောက်လို့ဆိုအမမဘိုးလေးပဲယူပြီးတော့ ပြန်လာပြီးတော့ဆရာထုခန့်ကျော်စီမှာကုမယ်ပေါ့အဲ့လိုစဉ်းစားနေမှာဆရာထုခန့်ကျော်က line ပေါ်မှာအဲတငယ်ပေါ့နော်လာခဲ့ပုံမှာအိငါစီတာရအောင်လာခဲ့အကုန်လုံးအဆဆအတူအကူညီပေးမယ်ဆိုပြီးတော့ပြောလို့ဝမ်းတာဝါတယ်ပေါ့နော်အဲ့ဒီမှာဆရာထုခန့်ကျော်စီမှာတောက်ကူတဲ့အခါကျတော့အဲ့ဆရာထုခန့်ကျော်ကပြောပယောဂါပါပါတယ်ပေါ့အဲ့ဒါကိုသူကအရင်စစ်ပြီးတော့အရင်ရှင်းထုတ်ပြီးမှအဲဒီစေကုပေးတာပေါ့နော်အနာနဲ့စီနဲ့တွေ့တာပေါ့အဲ့လိုမျိုးစေကုပေးဒါပေမဲ့ကို့ချစ်လို့ပဲလှုပ်လှုပ်မုန်းလို့ပဲလှုပ်လှုပ်အမားတော့ပြန်မလှုပ်ပါဘူးဒါ ဟိုဆရာအထုကကြောပြောသူပေါ့ဝွကျွေးရှိလို့ကံကျွေးရှိလို့ခံရတယ်အခုဆရာစီရောက်သွားတော့ဒီကျွေးဒီကုံသွားပြီပေါ့ထင်းနေအမကပြောရင်ဘူးနဲ့ပေါက်ပြောတတ်တယ်အမအချစ်မကောင်းဒါအမအမှန်တော့အချစ်မကောင်းဆိုဘယ်လိုကပြောစရာရှိတုံးတုံးတုံးပြောလိုက်တယ်ဒီဒီလူခံနိုင်ရှိလားမရှိလားဆိုအမအရင်တော့မသိဘောတော့အဲ့လိုကြီးပြောခဲ့တာလည်းရှိမယ်အမအမှားလုပ်ခဲ့တာလည်းရှိမယ်ပေါ့အဲ့တော့အဲ့ဒီ အမလှုပ်ခဲ့တဲ့အပေါ်ဒီမှာအမကိုချစ်တဲ့လူလည်းရှိရှိမမုန်းတဲ့လူလည်းရှိရှိမို့အခုအမကိုမုန်းလို့ပဲလှုပ်လို့ချစ်လို့ပဲလှုပ်လို့ရှိမှပြောသွားတယ်လို့ပေါ့အမအပြစ်လည်းမယူဒါအမခံရမယ့်အလုပ်လေးနော်ဒါကြောင့်မို့တတ်နိုင်တဲ့မြနှုတ်ကလေးကိုထိမ့်ပေးပါလို့နှုတ်ဝစီထိမ့်ပေးပါလို့ဟိုတောင်းတောင်းခုနကပြောတယ်လို့ပေါ့ကျမဆိုမထင်မှတ်တဲ့လူဒီလိုမျိုးပြောမိတယ်ဒီလိုမျိုးလေးတွေပေါ့ရှိတယ်ပေါ့နော်အဲ့တော့တတ်နိုင်ဒီနှုတ်ဝစီလေးကိုထိမ့်ကြပါဒီနှုတ်ဝစီရဲ့ကြောက်မဲ့လူတွေကဒုက္ခရောက်ကြတယ်ပေါ့အခုလက်တွေ့ရတော့ကျမပါပဲလို့ တမကဒီနှုတ်ဝစီနဲ့ဆိုလို့ဒီကြောက်ဒီလိုမျိုးလေးခံစားရတယ်လို့ထင်တယ်အကြောင်းမို့ပရိသတ်ကြီးကနှုတ်ဝစီလေးထိတ်မိပါလို့ဒီနေ့ကနေတောင်းဆိုပါတယ်အဲကံကောင်းအောင်ပေါ့ခုနပြောသလိုပေါ့တမကိုလှူတယ်လှူရှင်နေလဲစိတ်ကြည်နဲ့ဆေးရမယ်ကျမလည်းဘဝတစ်စချို့ကံလေးကောင်းသွားအောင်ပေါ့နော်ကျမလုပ်တဲ့လူလည်းဘာမှဖြစ်ပါဘူးကျမမေတ္တာပို့ပါတယ်။ဘာလေးလုပ်မလဲဆိုတာကိုတော့ခုနပြောသလိုပေါ့ ခဏလေးကြည့်ပေးပါဦးကျမရဲ့ထမင်းရှင်ချစ်ပြည့်တဲ့ကြီးရောကျမကိုလှူပေးတဲ့အလှရှင်တွေအားလုံးခொနည်းသားသမီးအားလုံးဒီနေ့ကနေဂါရဝတ်